အာမင်းညုမြတ်စွာဘုရားသည်ခြေသားယဟန်တို့သင်ခြေသားတို့သည်ငါဖရာဤအထာမဘောဓိပက္ခိယတရား38ပါးတည်းဟူသောတရားအမွေကိုသာခံယူကြပါကုန်။သွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးတည်းဟူသော အာမိသအမွေကိုမခံယူကြပါကုန်လေ။ရှင်သာယာတို့ ငါဗျာဤသာဝကတို့သည်ဘယ်ပုံဘယ်ပန်းဘယ်နီလာဖြင့်ဗောဓိပက္ခိယ138ပါးသည်ဟူသောဓမ္မအမွေကိုခံယူ၍သွမ်းသင်္ကန်းကြောင်းစေပစ္စည်း၄ပါးသည်ဟူသောအာမိသအမွေကိုမခံယူကြပါကုန်အနီးဟူ၍ငါဗျာဤသန္တဝေအပံပံကရုဏာသောအထံထဖြစ်ပွားကြပါသည်အကယ်၍သင်္ချေသာတို့သည် တရားအမွေကိုမခံယူပဲအာမိသအမွေကိုခံယူကြကုန်သည်ရှိသောမြတ်စွာဘုရားဤတပည့်သာသဝကတို့သည်ဓမ္မကရုဖြစ်တော်မူသောသာပြင်ညူမြတ်စွာဘုရားဤတရားအမွေကိုကမခံယူကုန်စွမ်းသင်္ကန်းကြောင့်စေတည်ဟူသောပစ္စည်းလေးပါအာမိသအမွေကိုသာခံယူကုန်သည်ဟုသင်္ချေသားတို့ကိုယောငါတရားကိုပါသူတော်ဘာတို့ ကဲ့ရဲ့ဆွဲလန်းပွေအားဖြစ်ကြပါမည်။သင်ချင်းသားတို့သည်အကယ်၍ဓမ္မအမွေကိုခံယူကြပါကုန်မူထို့သို့ဆွဆွဲပွေအကြောင်းမရှိပါ။ခြေသားတို့ငါဖျားသည်တခုသောနေ့အခါဝယ်ဆွမ်းစားပြီးပြီဆိုပါစို့။ထိုဆွမ်းစားပြီးသည့်နောက် သွမ်းသပိတ်ထဲမှာတဥ္စာလောက်ယုံညတော့သွမ်းသည်ကြံ့၍နေသည် ဆိုပါစို့အချိန်ကာလီမုံမတီသေးမီယဟန်တော်နှစ်ပါးငါဘုရားဓမ္မောက်တို့ရောက်လာသည် ဆိုပါစို့ငါဘုရားဓမ္မောက်တို့ရောက်လာတော့သူရန်တို့အားခြေသားတို့ငါဘုရားသည်သွမ်းကိစ္စပြီးခဲ့လေပြီဤသွမ်းလီကျွံ့ကြံ့၍နေပါသည်အကယ်၍သင်ခြေသားတို့အလိုရှိပါကုန်မူစားကြကုန် အကဲ၍သင်ချင်သားတို့မစားပါလင်ယခုပင်ဤဆွမ်းငိုမြတ်သည်ပင် မရှိရာရသို့တော်မူလီငါဖျားဆွန်လို့ပြပါမည်ဘိုးမရှိသောရေ၌တော်မူလီဤဆွမ်းငို မျော၍ပြရပါမည်ဟုမိန်ကြားသောအခါတဒါပပစီတာ ကုလဗုဒ္ဓမြို့ကောင်းသာယဟန်တော်တပါးဤစိတ်မှဤသို့အကြံဖြစ်ပါသည်ယခုသာပင်ညူများစွာဖျားလီဆွန်စား၍ပြည်ခြေပြီး ဤစွမ်းလီပို့၍နေကြပြီဤစွမ်းကိုငါတို့သုံးဆောင်လင်သုံးဆောင်တော့အကယ်၍မသုံးဆောင်ငယ်လို့ရှိရင်သဗ္ဗညုမြတ်စွာဘုရားသည်ယခုအခါပင်ဘိုးမရှိသောရေ၌တော်လီမျော၍ပြစ်တော်မူဘိုးမရှိသောစိမ့်ဆိုသောမြတ်သည်ပင် မရှိသော မြေပြင်ရ၌တော်လီဆွန့်ဆွန့်ပြစ်တော်မူလိမ့်မည်ဤယခုဆွမ်းဆိုသည်မာလီ ဘန်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါတို့တွင်တဘာပါဝန်ဖြစ်၍အာမိသတမျိုးပင်ဖြစ်ခြေသည်။သာဘိညုမြတ်စွာဘုရားကလေဓမ္မဒါယဓမ္မေဘိခဝေဘဝတဟုရှင်းသားတို့ငါဘုရားဤဘောဓိပက္ခိယတရား38ပါးတည်းဟုသောတရားအမွေကိုသာခံယူကြကုန်ဟုလိုက်လိုက်လဲလဲတိုက်တွန်းဩဝါဒပေးတော်မူခြေသည်။ငါတမူကယခုငါတဏ္ဍဝေရောက်ရှိ၍နေသော သာလောင်မွတ်သိချင်းကိုသီးခံ၍ဤယနေ့အဖို့ရမှာသွမ်းကိုပင်မစားပဲသူတော်ကောင်းတရားဖြင့်အချိန်ကိုကုန်စေအံ့ဟုကြံပြည်လင်ထိုသွမ်းကိုမစားမှု၍အချိန်ကိုကုန်စေပါသည်ဒုတိယယံတပါမာမူကယခုသာပင်ညူမြတ်စွာဘုရားသည်ဆွမ်းစား၍ပြည့်ကြပြီဤဆွမ်းလီပို၍နေကြပြီ အကဲပြေငါမစားလင်ဤဆောင်ကိုသဗ္ဗညုမြတ်စွာဘုရားသည်စိန်တော်မြတ်သေးပင်မရှိရာရ၌တော်လီဆွန့်ပြတော်မူလိမ့်မည်။ဘိုးမရှိသောရင်၌တော်လီမျော၍ပြစ်လိမ့်မည်။ငါသည်ယခုပိုးသောဆွမ်းကိုအချီးနီးအလဟသမဖြစ်အောင်စားတော့၍ဤသာလောင်မှုသိချင်းဒီဟုသောဘေးရန်ကိုဟန်တ၍သူတော်ကောင်းတရားဖြင့်မယ်အချင်းကိုကုန်စေမည်ဟုယံစီတွေးတော်ပြီလင်ထိုဆွမ်းညွန်းဆွမ်းညံကိုစား၍ ထိုမှုသိစာလောင်ခြင်းကိုပယ်ဖြောက်ပြီးလေထိုနေ့အဖို့ရန်သူတော်ကောင်းတရားဖြင့်အချိန်ကိုကုန်သည်ဆိုကြပါစို့ခြေသားယဟန်တို့ဤယဟန်နှစ်ပါးတို့တွင်ငါဖျားသည်ဒုတိယယဟန်ကိုကြီးမွန်သည်မငါဖျားသည်ဒုတိယယဟန်ကိုကြီးမွန်တော်မမူစင်စစ်သောပထမယဟန်ကိုသာလင်းကြီးမွန်ကြိမ်ပြီအကြောင်းတော်ကထိုယဟန်ဤထိုသို့ အမိတာကိုမသုံးဆောင်မဲ့သူတော်ကောင်းတရားဖြင့်အချင်းကိုကုံစေခြင်းသည်ရှိမြင့်စွာသောနေညင်ပါလုံးအလိုနီးခြင်းရောင်ရဲခြင်းအစရှိသောကုသိုလ်တရားပွားများဖို့ရန်နောင်တတပံမပူပန်းဖို့ရန်သာဖြစ်ချေသည်ထို့ကြောင့်အမိတာဒါယဓမ္မေဘိကဝေဘဝဓဓမ္မဒါယဓမ္မေဘိကဝေဘဝဓမှာအမိတာဒါယဓမ္မ အာတိမေတုံမေသူအနုကမ္ဘာကိတိမေသာဝကဓမ္မဒါယတာဘဝေယုံသောအာမိသာဒါယတာရှင်သာတို့ငါးမယားဤစိတ်သဏ္ဍဝေငါဤจิตာယံတို့များတို့သည်ဘေပုံဘေပန်းဖြင့်အာမိသာ အမွေကိုမခံကြပဲဟောဒီပကိယ139ပါးဒီဟုသော အမွေကိုခံကြပါကုန်အနိဟု အမြဲတစေကရုဏာသောဖြင့်အကြံတော်ဖြစ်ရှိ၍နေပါသည်သို့ဖြစ်သောကြောင့်သင်္ချေသားတို့သည် ငါဖျားဤအထာမဘောဓိပက္ခိယတရား38ပါးတည်းဟူသောဓမ္မအမွေးကိုသာခံကြပါကုန်ဟုအမင်းညုမြတ်စွာဘုရားသည်ဓမ္မအမွေးကိုခံယူပါစေကြောင်းကောင်းမြတ်သောအဆုံးမဩဝါဒကိုသာဝကယဟန်တော်တို့အားကရုဏာရှိသာပေသနာတော်မူခဲ့ပါသည်အရှင်ဘုရား